ကျောက်ပြူမြို့နယ်အတွင်းကအရခတစ်တို့အီအီသိမ့်ပိုက်ထားတဲ့နေရာတရှိကိုစစ်ကောင်စီကလက်နက်ကြီးပစ်ကူပြုလုပ်ကာစစ်ကြောင်း၄ကြောင်းနဲ့ပြန်လည်ထုစစ်ဆင်တိုက်ခိုက်နေတယ်လို့တင်ရရှိပါရယ်စစ်ကောင်စီဟာကျောက်ပြူတိုက်ပွဲမှာအရှုံးပေါ်နေတဲ့အတွက်စစ်ကူအင်အားတွေကိုရန်ကုန်ကနေကျောက်ပြူကို၄ကြောင်းနဲ့အကြီးကျယ်ပို့ဆောင်ဖြည့်တင်းနေတယ်လို့စစ်ရေးတွေနဲ့လေပို့ဆောင်နေတယ်လို့သိရပါရယ် အင်အားဖြည့်စစ်သားတွေကိုခမရ၅လေးနှစ်တရင်မှစုထားကအဲဒီကနေတစင်ခမရ၅လေးသုံးကိုပို့ဆောင်ပြီးအေအေတင်ထားတဲ့နေရာတွေကိုစစ်ကြောင်းသုံးကြောင်းထိုးနေတာလို့ဆိုပါရယ်သူတို့စစ်ကြောင်းထိုးတဲ့လမ်းတွေကအရခတက်တော်ထိန်းချုပ်ထားတဲ့မြေမြေတွေအထိရောက်လာတော့အပြန်အလှန်ပြစ်ခတ်မှုတွေရှိနေတယ်လို့ဒေသခံတွေကနိုရင်းစရာကိုပြောပါရယ်ကြောက်ပြူဟာတရုတ်စီမံကိန်းကြီးတွေရှိနေတဲ့အပြင်စစ်ကောင်စီအတွက် တရုတ်စီကနိုင်ငံခြားငွေတွေအကြီးကြီးရှာပေးနေတဲ့မြို့ဖြစ်တာကြောင့်ကြောက်ဖြူမြို့မကြစီဘူးအတွက်ကြီးရီလီအင်အားကိုအဆမတန်အသုံးပြုပြီးခုခံကာကွယ်နေတယ်လို့သိရပါဗျာ။